ပရိသတ်ကြီးတို့ရေဒီနေ့မှာတော့အိန္ဒိယနိုင်ငံမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ပြည်မှန်ဇက်လန်လေးတခုကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တဘာဝတွင်တွက်ပစ္စည်းဆိုတာမျိုးကဘယ်နေရာဘယ်ဒေသမှာရှိတယ်ဆိုတာခံမှန်းပြောဆိုလို့ရပါမယ်။အထူးကြအတွက်ချက်လို့မရတာတော့အလုံးတည်ပြီးဖြစ်ကြမှာပါ။ဒါကြောင့်မတော်တဆဘေးအန္တရာယ်တွေဖြစ်လာခဲ့ကြပြီးလူသက်တွေကလည်းမဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရပါသေးတယ်။တခါကပြည်တယ်ဟာနှစ်ပေါင်း200ကျောင်းတောင်ပီးသွေးတူပေါ်ခြင်းအစင်လာမျိုးရိုးစင်စက်လိုက်ရှိခဲ့ပါရီ ဒါပေမဲ့စကော်တလန်ကစာဂျော်ဘရူက1995ခုနှစ်မှာဒီကစားပွဲအကုန်လုံးကိုပြောင်းလဲခဲ့ပါပြီ။ဒီလိုအညာညာနဲ့များသလိုပေ40ရှိတဲ့ယိုးတန်တစ်ခုကိုအခြားယိုးတန်တစ်ခုနဲ့ဆက်သွယ်တဲ့အကြံဉာဏ်ကိုအကောင့်ထဲပို့ခဲ့သူလည်းဖြစ်ပါပြီ။ဒီအချက်ဟာမိုင်းတွင်းထဲကိုလေဝင်လေထွက်ကောင်းစေဖို့နဲ့ရေတုံမြောင်းတွေရရှိဖို့အများကြီးအကျိုးရှိခဲ့ရပါပြီ။ဒီစားတဲ့နည်းပညာကိုပြည်ထောင်ကနေအစားပြုခဲ့ကြပြီးယခုအချိန်ထိ ယနေ့ခေတ်တက္ကပလုံးရဲ့အကြောင်းမူသွေးအတွင်းမှာတွင်ကျဲစွာအသုံးပြုနေကြတော့မယ်ဖြစ်ပါတယ်။အရှေ့အိန္ဒိယကုမ္ပဏီရဲ့ပြည်ထောင်အရှေ့ဆောင်တွေကအိန္ဒိယရဲ့ပထမဆုံးအကြောင်းမူသွေးအတွင်းကိုရာနီကန်ရှ်မှာတည်ဆောက်ခဲ့ကြတယ်။အရင်ကကအိန္ဒိယနိုင်ငံရဲ့အကြောင်းမူသွေးထုတ်လုပ်မှုကိုဗြိတိရှားကလွန်မိုးထားခဲ့ပြီးမာကတာလိုရက်ွက်တွေအရာရှိအသင်းတွေတတ်ထုတွင်နေဒံပမာရှိတဲ့နမဲကြီးအိန္ဒိယတတ်ထုတွင်ပုံစံတွေရဒံနမာရှိတဲ့တော်ဝင်တတ်ထုတွင်ကိုအသွင်ယူထားခဲ့ပြီးအင်္ဂလန်နဲ့အိန္ဒိယကြားမှာအကွာအဝေးကီလို6000လောက်ဝင်နေခဲ့ပေမယ့် ။မိုင်းတွေကမတော်တဆမှုတွေကတော့အမြဲတလိုဖြစ်ပေါ်ခဲ့ရပါတော့တယ်။မိုင်းတွေကမတော်တဆမှုဆိုတာမျိုးကချာစနေလာမြို့ငယ်လေးရဲ့ကြေကွဲပွဲဖြစ်ရတဲ့ခုဖြစ်ခဲ့တယ်လို့အဲ့ဒီဖြစ်ပျက်ကြောင်းအပြစ်မရှိတဲ့လောက်သားတော်တော်များများရဲ့အသက်တွေလည်းဆုံးရှုံးခဲ့ရပါသေးတယ်။ဒီတစ်ခါတရင်သားမှာတော့ရေတွေနဲ့အပြက်အစည်းတွေကြမှာလူပေါင်း385ယောက်ပိတ်မိနေကြတယ်ဆိုတဲ့သတင်းဖြစ်ပြီးဒီလိုများကြီးတွေကမှဘသူတွေကဘလုံးလုံးမြောက်ခဲ့ရလဲဆိုတာကိုရေကုန်ဆိတ်လို့ရှားပွဲတွေးမြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါကြည့်တို့ရေကျွန်တော်တို့ရဲ့ Diamond Play OS Wave Recap Channel လေးကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်တို့ရဲ့ Channel မှာဆိုရင်စေဝန်စားကြအကောင့်နဲ့ဇလံလေးတွေကိုအချိန်ကုန်တက်တာစေဖို့ရည်ရွယ်ပြီးအနှစ်သာရပြည့်စုံအောင်ပြန်လည်တင်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်တို့ရဲ့ YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးဖို့နဲ့ဇလံလေးမစားတင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာ။ ဇလန်းသားမှာတော့အလုံးယုံတစ်ခုရဲ့ရှေ့မှာလူရန်ကားတစ်စုကတကားကိုဖွင့်ပေးဖို့အတင်းကျပ်တောင်းဆိုနေခဲ့ပြီးအတဲကလူကတော့ဒီလူအုပ်ကြီးကိုမနိုင်တာအကြောင်းကြောက်ရွံ့နေခဲ့ပါသည်အဲဒီချိန်မှာပဲဂျက်စဝတ်ဆိုတဲ့လူတစ်ယောက်ရောက်လာပြီးသူတို့အားလုံးကိုတားလိုက်ပါတော့တယ်အဲဒီလူကတော့တစ်ချိန်မှာလူသက်ပေါင်းများစွာကို သူကိုယ်တိုင်တပ်ဆုံပြီးကယ်ပေးမဲ့သူဖြစ်တယ်လို့မိမကလည်းအရန်ချစ်သူတဦးပဲဖြစ်ပါသည်ရံပါတဲ့တွေ့နေရတဲ့အချိန်မှာတော့မိမပုံဆက်တယ်ဆိုရင်ရှိနေတဲ့ပြဿနာတွေအားလုံးကိုခနာချတာတက်တဲ့အခြေကြီးသူတယောက်လည်းဖြစ်ပါသည် ။ဒါကြောင့်တပတ်ကလည်းဖုံးပြောဖို့အချိန်ရှိသေးတာလားလို့ပြောခဲ့ပေမဲ့ရန်စွမ်းကတော့ဂယုမဆိုင်ပဲဖုံးကန်လိုက်ပါတော့တယ်။မိမဖြစ်သူကလည်းအရေးကြီးကိစ္စမဟုတ်ခဲ့ပဲ6နာရီထူရတော့အိမ်ပြန်မရောက်သေးလို့ဖုံးဆက်ခဲ့တာပဲဖြစ်ပါလိမ့်။မိမပြစ်သူဘလောက်ပဲရစ်နေပါသေးနှလုံးသားကြီးတဲ့ just one သူကတနနေ့ချိန်ပြီးချိန်ချောင်းနေရတော့မှအလေးမထားပဲသူပြောချင်တာကိုသာအရင်ပြောခဲ့ပါတော့လေခဏကြာမှတော့မိမပြစ်သူနဲ့စကားပြောပြီးပြီးချင်းမှရန်သူကိုလက်နဲ့မပြေရှင်းမင်း တကားကောင်းကောင်းပြောမယ်လောက်ခဲ့ပြီမယ်တပတ်ကသူ့ရဲ့ခေါင်းပေါင်းကိုအရင်ထိလိုက်တာကြောင့်ထက်ကမိုင်းအတွက်မှာဒင်းလက်ထက်ကကင်ထားတဲ့တနက်ပြုတ်ကြပြီးနေရန်ကိုပြေးကက်သွားပါတော့တယ်။အဲဒီနောက်မှာတော့ဂျက်စဝန်ကိုချက်ချင်းကြောက်သွားပြီးနားလည်မှုယူရင်းပြန်ထွက်သွားခဲ့ပါတော့တယ်။ဂျက်စဝန်ဆိုတာကတော့ဘာကမှမကြောက်ပဲပြဿနာရှိလာခဲ့ရင်တော့အေးဆေးဆေးနဲ့ဖြေရှင်းထားတဲ့လူမှန်ကြီးတူပဲဖြစ်ပါရည်။အဲဒီနောက်မှာတော့အိမ်ကိုပြန်လာခဲ့ပြီးသူ့ရဲ့ရင်ကိုအမောဖြေစီခဲ့တာကတော့မိမဖြစ်သူရဲ့အပြုံးဖြစ်ပြီးသူ့ရဲ့ကြံရှိနေတဲ့တနေတာကိုချေရသူနဲ့အချိန်ဖြုံပါတော့တယ်။ ူအတွက်ပုံပြယူဆိုင်မိစေတဲ့အချက်ကတော့ Nash Doma ကိုဝင်ရှိနေလို့ဖြစ်ပြီးမိမပြစ်သူကိုဗေမားတယောက်လိုတန်မိုးထားသူတူပဲဖြစ်ပါရည်။ဒရိုနီယောရဲ့ဆက်တန်ကြီးကလည်းတယောက်နဲ့တယောက်ချေကြပြီးနှစ်တွေများကြီးကြာသွားတာတော့ဘယ်တော့မှမကုန်ခံနိုင်တဲ့တယောသိင်ကျူရီနဲ့တွေ့ထားခဲ့တာလို့တောင်ပြောလို့ရပါရည်။အဲဒီနောက်မှာတော့အတီတယောက်ရဲ့မင်္ဂလာပွဲကိုသွားရောက်တက်ခဲ့ပြီးပြပြရှိချင်းကားခုံရင်အိမ်ပြန်လာခဲ့ပါတော့တယ်။ ရွာတွေကသူတွေကလည်းစားဝတ်နေရေးအတွက်မိုင်းတွေမှာအလုပ်သွားလုပ်ဖို့ပြင်နေကြပြီတချို့ကျတော့လည်းမိသားစုနဲ့တချို့ကျတော့လည်းမိမစကားနားမထောင်တဲ့သူနဲ့လူရန်သားပေါင်းစုံရှိနေကြပြီတချို့ကျတော့လည်းသူတို့ရဲ့ယောက်ျားဖြစ်သူကိုစိတ်ပူရာကြောင့်မသွားဖို့တားကြတဲ့အထီးပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဖြစ်ဖို့ကံပါလာရင်ရှောင်လွှဲလို့မရဘူးဆိုတဲ့အတိုင်းဘလို့ရာတွေကဘလောက်ပဲတားဆီးနေပါသေးသွားရမယ်ဆိုရင်တော့သွားကိုသွားရမယ်ကိစ္စကပေါ်လာကြပါတော့လေ။ဒီလိုနဲ့ပဲရာနီကန်ရှပီနယ်လေးရဲ့အကြောင်းမီးသွေးတူပေါ်ခြင်းလုပ်ငန်းကြီးစတင်ပါတော့လေ။ ဆလိုရီတို့လုံချုံရေးကရိယာတွေဝေဆင်ပြီးညာတိုင်းဆင်းမှုအစင်းတင်းဖြစ်တဲ့သူတွေလည်းရောင်းနေကြပါပြီ။ဒါကြောင့်သူတို့အားလုံးမိုင်းတွင်နဲ့ဝင်သွားကြပြီးလောက်ဆရာရှိတာတွေလုံနေပါတော့လေ။ဒီတညာသူတို့အားလုံးရဲ့ကံကြမ္မာကိုပြောင်းလဲသွားစေမယ်ဆိုတာကတော့သူတို့ကိုယ်တိုင်တော့မသိနေကြပါဘူး။အဲနောက်မှာတော့တွင်းထဲကိုဝင်ရင်းဝင်နေပေါက်ပွဲမှုလုပ်လိုက်ပြီးအပေါ်ပန်းတရားတွေကနေဂျာမွေးသွေးတချို့ကိုတွေ့လိုက်ရပါတော့လေ။ဂျာမွေးသွေးတွေရဲ့ပုံစံလိုတင်ရပေးမယ်သူတို့ပေါက်ပွဲလိုက်တဲ့နေရာဟာရေတွေရှိတဲ့နေရာဖြစ်ပြီးရေတွေအားလုံးကနေရန်ကိုပေါက်ပြီးဒလောဝင်လာကြပါတော့လေ။ ရေစီကြမ်းလုံးနာကြောင့်တချို့ကတော့အတွင်းတစ်ကိုပြေးနိုင်ခဲ့ပေမယ့်တချို့ကတော့အတွင်းထဲမှာရေစီနဲ့မျောပြီးရေနစ်သေးဆုံးခဲ့ရပါတော့တယ်။တရှိအားလုံးကတကယ်တရားမဲ့အန်နီနဲ့ရင်ဆိုင်လာရပြီဆိုရင်အကုန်လုံးကြောက်ကြရက်တွေဖြစ်ပြီးစီလုံးမှုဆိုတာတွေပါပျောက်သွားတတ်ကြတာဓမ္မတာတစ်ခုလိုတောင်ဖြစ်နေပါပြီဗျာ။နောက်နေ့မနေ့ရောက်တဲ့အချိန်မှာတော့ Just One တယောက်တရားပေါ်မှာတော်တော်ကြောက်အောင်ကားပိတ်နေကြတာကြောင့်တရားရောက်ကိုမေးကြည့်လိုက်တဲ့အခါမှာတော့မဟာပီကိုလီမှာရေးကြည့်ပြီးမိုင်းလုံသားတွေပိတ်နေတဲ့ဆိုတဲ့သတင်းကိုကြားလိုက်ရပါတော့တယ် ရသမတရားကြားကြားပြီးချင်းချက်ချင်းဆိုသလိုရထားတဲ့ကားတွေကိုအကုန်လုံးကိုတရားသူတွေရဲ့အကူအညီကိုယူရင်းဘေးဘက်ကိုကန်လိုက်ပါတော့တယ်။သူရဲ့အကူအညီကြောင့်ကယ်ဆယ်ရေးရင်တွေတော်တော်များများဖျက်လို့ရသွားခဲ့ပြီးအရာရာကိုကူညီခြင်းနဲ့ဂျက်ဆွန်တရားမိုင်းတွေကိုလိုက်သွားဖို့အဆုံးဖြတ်လိုက်ပါတော့တယ်။ဒါကြောင့်သူတပည့်ကိုပြန်ခိုင်းပြီးသူကတော့တွေ့ကြရဆိုင်ခဲ့တဲ့မိုင်းတွေရှိရာနေရာကိုသွားခဲ့ပါတော့တယ်။မိုင်းတွေနောက်မှာလည်းအမျိုးသမီးတွေအမျိုးသားတွေနဲ့ကလေးတွေရောထွေးနေတဲ့လူအုပ်ကြီးတို့ရှိနေပြီးထိမနိုင်သိမ်းများတွေဖြစ်နေခဲ့ကြပါတယ်။ အကုန်လုံးပြက်စီပြီးဆန္ဒပြနေကြတဲ့လူတစုကိုတွေ့လိုက်တဲ့အခါမှာတော့ဂျက်ဆန်တယောက်စိတ်ညစ်သွားပြီးသူဘာလို့ပေးလို့ရမလဲဆိုတာကိုရှာဖွေပါလို့ရတယ်။ဆန္ဒပြသူတွေကလည်းအန်နီယာကြောင့်မိသွေးအတွင်းကိုပိတ်လိုက်အန်နီယာရှိမန်းတိတာကိုဘာလို့တွားခဲ့တာလဲ။မာလို့မိသားစုတွေပမာလဲဆိုတော့အမေမတော်ကြွေးကြော်မှုတွေနဲ့ပြေးတဲ့နေခဲ့ပါလိမ့်။လူတို့ကြီးကလည်းပုံမှုထူတက်လာပြီးတော့စုညံလာတလို့လုံုံရေးတွေကလည်းစိတ်မရှိကြတော့ပါဘူး။ဒါကိုတိတဲ့ဂျက်ဆန်က တိုက်ကိုအေးအေးထားတဲ့အိမ်တော်ဦးစီးပြောင်းဆုံးနေလို့မိသားစုတွေကဒေါသထွက်နေကြတာအခုကရှင်းပြရမယ့်အချိန်မဟုတ်ဘူးသူတို့ကိုနားနယ်ပေးရမှာလို့ပြောပြီးအထဲကိုဝင်သွားခဲ့ပါတယ်သူ့ရဲ့စကားကိုကြားတော့လူတို့တစ်ခုလုံးရဲ့မျောလင်းချက်တွေဟာသူ့အပေါ်ရောက်လာကြပြီးငိုကြွေးမှုပေါင်းများစွာနဲ့သူ့ကိုအကူအညီတောင်းကြပါတယ်အဲလိုပြောနေမှပဲသွေးနူတားနူအမျိုးသမီးတစ်ယောက်ကမိလဲသွားတာကြောင့်ရက်စွမ်းလဲချက်ချင်းထွက်သွားပါတယ် သူတို့အလုံးရဲ့အထင်ကတော့လူတိုင်းဟာသူတို့ကိုလဲစားနေကြတာဖြစ်ပြီးဂျက်ဆွန်ကလည်းသူတို့ကိုလဲစားသွားတယ်လို့ထင်နေခဲ့ပါတယ်။အမှန်တော့ဂျက်ဆွန်ဟာရေသွားယူတာဖြစ်ပြီးလဲကြနေတဲ့မျိုးသမီးကိုပြိုဆိုပေးရင်အကုန်လုံးကိုအားပေးစကားပြောပေးခဲ့ပါတယ်။တပတ်မှလည်းတဆိုင်ရာအရာရှိကြီးတွေကမိုင်းတွင်တွေပိတ်မိပြီးအသက်ရှင်ကျန်နေတဲ့သူတွေကိုကယ်ထုတ်ဖို့အစည်းအဝေးထိုင်နေကြပါတယ်။မိဘဝတာကြည့်ပြီးပြောချင်ရာတွေပြောနေခဲ့ပေမယ့်ဂျန်တဲ့သူအားလုံးကတော့ဘာမှနားမလဲပဲမျက်စိတငယ်နားတငယ်ဖြစ်နေခဲ့ရပါတယ်။ ောက်ဆုံးအနေနဲ့သူတို့ရဲ့သုံးသက်ချက်ကတော့မိုင်းတွင်နဲ့ပိတ်ပြီးနေတဲ့ဆိုတဲ့သူတွေဟာအသက်ရှင်မှုရာခိုင်နှုန်းလုံးနေကြပြီးမြေအောင်မှာလည်းအလောင်းတွေပဲကျန်နေတော့မှလို့ပြန်ပြောခဲ့ပါရယ်။ဒါကိုကြတော့အိုဂျူဝါတယောက်အရန်ထိတ်လန့်သွားခဲ့ပြီးရွာသားတွေကိုဘလို့ပြန်ပြောရမလဲဆိုတာကိုပါခေါင်းချောက်သွားခဲ့ပါပြီ။သူတို့အားလုံးငြိမ်းခုတ်ရင်အချင်းချင်းဖြစ်တည်နေကြတဲ့အချိန်မှာပဲဂျက်စဝမ်ရောက်လာပြီးအမားတွေကိုပြင်ဖို့ပြောခဲ့ပါရယ်။သူတို့ကိုတော်တော်များများကမတိကြပေမဲ့ဆရာအိုဂျူဝါကတော့ကောင်းကောင်းသိနေခဲ့ပါရယ်။ဂျက်စဝမ်ဟာ SP မိုင်းတွင်းရဲ့အထွေထွေမန်နေဂျာနဲ့ ကယ်ဆယ်လေးချင်ရဲ့ရရှိတအုပ်ဖြစ်ကြောင်းပြောလိုက်ပြီးဂျက်ဆွမ်ကလည်းသူကူညီပေးလို့ရမလားလို့ပြောကအကြံဉာဏ်ပြန်ပေးခဲ့ပါတော့တယ်ရဲတပ်ဖွဲ့ကလည်းဒီတရင်ကိုကြားတော့ကမန်းကနန်းရောက်လာပြီးအသေးစိတ်ရှင်းပြခိုင်ပါတော့တယ်မိုင်းလုံးသား232ယောက်ဟာရာ7နှစ်မှာအချိန်ပိုဆင်းနေရတဲ့အချိန်အလုံးလုံးတဲ့နေရာကမြေအနက်အပေ350ရှိပြီး9ကီလိုမီတာအကျယ်တဲ့နာရာရန်ကူညီမြေလွာကနေတစ်စိတ်ရေပောက်ချပြီးအကုန်လုံးမိုင်းတွင်းနေနေတယ်ဆိုတဲ့အကြောင်းကိုရှင်းပြခဲ့ပါပြီ ။ဒီဘက်မှာလည်းဂျက်ဆွန်တယောက်မိုင်းတွေတစ်ခုလုံးရဲ့မြေပုံကိုအသေးစိတ်ကြည့်နေတယ်။လောက်သားအလုံးရဲ့တီနီယာကိုပါအသေးစိတ်ကြည့်နေခဲ့ပါတော့တယ်။သူတို့အလုံးရဲ့ဖြစ်ပျက်တဲ့လူတွေရဲ့တီနီယာကိုသိပြီဆိုတာနဲ့ဂျက်ဆွန်တယောက်တစ်ခုခုကိုပြေရသွားခဲ့ပါတော့တယ်။မတော်တဆမှုဖြစ်ပျက်တဲ့အချိန်မှာလည်းတဆင်ချင်းစီကိုအစစ်အစအကြောင်းကြားခဲ့ပြီးတချို့ကလည်းပြန်လွတ်လာခဲ့ပေမဲ့တချို့ကလည်းစကားပြောပြီးတာနဲ့ဆက်တွယ်လို့ကိုမရနိုင်တဲ့အထိဖြစ်ခဲ့ရပါတော့တယ်။သူရဲ့ဂျိုဒီ3ပေးချက်တွေကြောင့်မိုင်းသမား160တယောက်ပြန်ထွက်လာနိုင်ခဲ့ပြီးကျန်တဲ့90တယောက်ကတော့ပျောက်နေကြတာကိုသွားသတိထားမိပါတော့တယ် ကျန်တဲ့သူတွေအားလုံးကတော့ဒီမိုင်းသမား90တယောက်ဟာတည်သွားခဲ့ပြီလို့ယုံကြည်ထားကြပေမဲ့ရဇဝံကတော့ထင်မြင်ချက်ဆိုတာဖြေရှင်းချက်မဟုတ်ဘူးလို့သာပြောပြီးသူတို့အသက်ရှင်နေသေးတယ်လို့သာယုံကြည်နေခဲ့ပါရယ်သူတို့ရဲ့အသက်ရှင်နိုင်မှုက50 50ပဲရှိပေမဲ့သူတို့အသက်ရှင်နေသေးတယ်လို့ပဲမျှော်လင့်တဲ့တယ်လို့ပြောပြီးဒီလိုတွေအများကြီးတွေကမှတယောက်တော့ပဲအသက်ရှင်နေသေးရင်တော့မှသူတို့အားလုံးမျှော်နေကြမှာလို့ပြောပြီးကယ်ဆယ်ဖို့အစီအစဉ်တွေကိုဆွဲပါရယ်အဓိကကတော့ရေတွေကိုစုပ်ထုတ်ဖို့ပန်းဆယ်ဖို့လိုပြီးလျှက်စင်မီမပြတ်သွားအောင်တာဝန်ယူခိုင်းပါရယ် ားလုံးမှာပြီးတဲ့အချိန်မှာရဲတပ်ဖွဲ့ဘက်ကလည်းဒီကိစ္စအတော်တော်ကိုရှာရတဲ့အကောင်းတဲ့ကိစ္စတခုဖြစ်တာကြောင့်ကယ်ဆယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Senior အရာရှိတွေ DGMS အဖွဲ့တွေကိုကြောင်မီသွေးတွင်းကိုချက်ချင်းလွတ်ပြီးအကူအညီပေးခိုင်းလိုက်ပါတော့တယ်ရတဘွဲကအကူအညီပေးဖို့တာဝန်ရှိသူတို့ကိုအကူအညီပေးခိုင်းခဲ့ပြီးလိုအပ်တဲ့အရင်းမြစ်တွေနဲ့လိုအပ်တာတွေအားလုံးကိုအကူအညီပေးဖို့ပြောခဲ့ပေမဲ့သူတို့မသိတာတစ်ချက်ကသူတို့အားလုံးလူမာခိုင်းမိတယ်ဆိုတာပါပဲ။တပတ်မှလည်းဂျက်ဆွမ်ကအစွမ်းကုန်စူးစမ်းနေပြီ နေငါချင်းရဲ့တမန်ရာဇဝင်ကိုစုံစမ်းပါရတယ်။အဲဒီနောက်မှာတော့နေငါချင်းစီကိုရောက်သွားခဲ့ပြီးလူတွေအားလုံးမတုံ့တရကြပြီးဖြစ်တာအကြောင်းချင်းဟာတော်တော်လေးကိုဟောင်းနှဲနေခဲ့ပါပြီ။အဲကြောင့်တူကိုရိုင်းဝင်ပေါက်တဲကိုတွားကြည့်တဲ့အခါမှာရေစီးတော်တော်တန်တာကိုတွားတွေ့ခဲ့ပြီးဘလို့ကူညီရမလဲဆိုတဲ့အချက်ကတော်တော်ကိုကောင်းစားသွားစေခဲ့ပါလိမ့်။အဲဒီနောက်မှာတော့ကိုပါတန်ရောက်လာပြီးသူ့မိုင်းသမားတွေရင်းနှီးလို့ဒေါ်တာဖြစ်ပြီးတာဝန်ရှိသူတယောက်ကိုရိုင်းနှက်နေခဲ့ပါရတယ်။ဒီလိုရရုပ်တော်တော်ဖြစ်နေတာကိုဂျက်ဆွန်တယောက်ဝင်ထိန်ခဲ့ပြီး အခုချိန်မှာအချိန်ကိုအကောင်းဆုံးနဲ့အမြန်ဆုံးဖြစ်အောင်အချိန်မပြုံးဖို့ပြောပြီးဒီအချိန်မှာအချိန်တစ်စက္ကန့်လေးနောက်ကျတာနဲ့လူအသက်တစ်ချောင်းပျောက်သွားနိုင်ကြောင်းပြောပြလိုက်တာအကြောင်းကိုပါနဲ့လည်းညင်သွားခဲ့ပါရတယ်။အဲနောက်မှာတော့နောင်ဝင်ဖြူတဲ့ဆမ်ရောက်လာပြီးဂျက်ဆွန်တို့ရဲ့ကြိုးစားအထောက်မှုအလုံးကိုသူ့လောက်ထားသူလိုမျိုးနေရာဝင်ပြီးပြောတာအကြောင်းဂျက်ဆွန်ကတော့နည်းနည်းတင်းသွားခဲ့ပါပြီ။နောက်မှာတော့သူ့ပဲမိုင်းသမားအလုံးကိုကယ်ပေးမဲ့ပုံစံမျိုးတာဝန်ယူလိုက်တာအကြောင်းလူလူကြီးကလည်းသူတို့ရဲ့မိသားစုဝင်တွေကိုကယ်ပေးတော့မှဆိုပြီးဝမ်းသာနေခဲ့ပါရတယ်။ အမနောစာတကယ်ကယ်ပေးနိုင်တဲ့အစွမ်းအစားမရှိသလိုဘာရည်ချင်းမှမရှိပေမဲ့ဖားတတ်တဲ့အချင်းလေးရှိနေတာကြောင့်ဒီလိုနေရာကိုရောက်လာခဲ့တာပဲဖြစ်ပါတယ်။ခဏကြာမှတော့မိုင်းတွင်းကယထားတွေကိုအချိန်နဲ့မောင်းနေမှုအတွက်ရဇဝံကိုရိုက်တောင်းဆိုခဲ့ရပြီးအကျိုးသိအကြောင်းသိကိုလည်းရှင်းပြပေးခဲ့လိုက်ပါတယ်။အဲ့လိုရှင်းပြတာတောင်သဘောမတူခဲ့တာကြောင့်အလုံးကြောက်ရတဲ့ကိုဘာတန်နဲ့ချင်းချောက်လိုက်တာကြောင့်နှကားတော်ပြောစရာမလိုပဲချက်ချင်းသဘောတူသွားရပါပြီ။ နာဂချင်းရဲ့အခြေအနေကိုတည်ထားတဲ့ဂျက်ဆွန်ကဝင်လို့မဖြစ်ဘူးဆိုတာသိနေပေမယ့်ဆန်ကတော့ဖားချင်းစုံနဲ့ဂျင်းထဲကိုဝင်ဖို့ကတာတားဆိုနေခဲ့ပါတော့တယ်။သူစရာဖြစ်သူဘူဂျူဝါကိုတော့ကဲဆယ်ရေးနီလာတွေကိုရှင်းပြပေးခဲ့ပြီးဆန်တို့လည်းရှော့တော့မှလုံးမယ်ဆိုပြီးအစီအစဉ်ဆွဲထားကြပါတော့တယ်။ဆန်ရဲ့အပေါ်ရန်စကားပြောဆိုဆွေးနွေးမှုတွေဟာပေါ်ပေါ်တန်တန်ဖြစ်နေခဲ့ပြီးဂျက်ဆွန်ရဲ့ဆွေးနွေးမှုတွေကတော့အပြည့်တစ်ခုကိုရာစေခဲ့ပါတယ်။အဲဒါကတော့ရှစ်လက်မလုံးပုံနဲ့အောက်ကိုချပြီးတယောက်ချင်းစီကိုအချိန်မီခဲ့မယ်ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ ကျဲဆွမ်ရဲ့အစီအစဉ်ကဘယ်တော့မှမတုံခဲ့ဘူးတာအကြောင်းလူကြီးတွေအနေနဲ့မယုံခဲ့ကြပါပဲ။ကျဲဆွမ်ကတော့ဒီအဖြစ်ပြအိန္ဒိယမှာပထမဆုံးအတွေ့အကြုံဖြစ်မယ်ဆိုပြီးအာမခံနေခဲ့ပါရယ်။ဆန်ကတော့ကျဲဆွမ်ရဲ့အစီအစဉ်ကိုလက်မခံမယ်။နေကံမဟုတ်ဘူးဆိုတဲ့အချက်လေးတစ်ခုနဲ့တင်သူ့အစီအစဉ်အားလုံးကိုပယ်ချလိုက်ပါပြီ။တရားရှိကလည်းကျဲဆွမ်ရဲ့အစီအစဉ်ဟာစုံစမ်းလို့ရကြသလိုတခါမှမစမ်းသပ်ရသေးတဲ့အရာဖြစ်တာအကြောင်းဆန်ရဲ့အကြံဉာဏ်ကိုသာဦးစားပေးခဲ့ပါရယ်။ဒါပေမဲ့လည်းသူတို့နှစ်ယောက်လုံးရဲ့အစီအစဉ်ဟာဖြစ်လာနိုင်ခြေရှိတာအကြောင်းကျဲဆွမ်ရောဆန်ရောနှစ်ယောက်လုံးကိုတနင်္လာနေ့လောက်ဖို့ဆုံးဖြတ်ပေးလိုက်ပါရယ်။ ရသွာအနေနဲ့ဂျာဂါဒူးဆိုတဲ့လူတစ်ယောက်ကိုရှာခဲ့ပြီးသူရဲ့ကုညီနဲ့နောက်တက်မြေအောင်တိုင်းအရာရှိကိုသွားရှာခဲ့ပါတော့တယ်။တာပန်ဘူးကလည်းတချိန်ကမြေကိုတေချာမဆက်စည်းခဲ့လို့အမကြီးတခုကိုလုံးမရင်အားလုံးရဲ့နှိမ်ညွန်းကိုခံနာခဲ့ရတာပဲဖြစ်ပါတယ်။အခုချိန်မှာတော့ဂျာဆွာနဲ့အတူတူလုံးမယ်ဆိုရင်တချိန်ကပြစ်တွေကိုပြန်ပြင်ပေးနိုင်မယ်လို့ပြောလိုက်တာကြောင့်သဘောတူခဲ့ရပါတော့တယ်။ဂျာဆွာနဲ့လိုအပ်တဲ့သူတွေကိုစုပြီးတာနဲ့သူ့ရဲ့လုပ်ငန်းစဉ်တွေကိုစပါတော့တယ်။ဆန်ကလည်းကရိန်းနေစက်ကူရီယာပေါင်းများစွာတွေနဲ့ နာဂန်ချင်းနဲ့ဝင်းစစ်စေခဲ့ပေမဲ့ဂျက်ဆွမ်တည်ထားသလိုရေစည်းရန်တနာကြောင့်ဘာမှလုပ်လို့ကိုမရခဲ့ပါဘူး။အဲ့ဒီချိန်မှာလည်းရေတွေကြောင်းရိုက်ခတ်မှုတွေကြုံရရပေမဲ့ဆန်ကားတော့သတင်းစာဖတ်လို့တော့မပြတ်ပဲနောက်ဆုံးကြမှပြန်ဆဲတွင်မှုအမိန်ပေးခဲ့ပါရယ်အခုဆိုရင်သူတို့ရဲ့အစီအစဉ်ဟာဘာမှမအောင်မြင်ပေမဲ့လူသူကြီးရဲ့မျှော်လင့်ချက်တွေကလည်းမဲ့သွားခဲ့ရပါပြီရဲစွမ်ကားတော့တေချာစစ်စစ်ပြီးရှာဖွေတာကြောင့်မိုင်းလုံသားတွေရှိနေတဲ့နေရာတစ်ခုကိုတွေ့သွားခဲ့ပါရယ် ။ရသွန်ထင်သားသလိုသူတို့အားလုံးအသက်ရှင်နေကြပြီးမြောက်ကကုန်းပြင်းအထက်ပိုင်းနေရာလေးတွေမှာရသည်များအသက်ရှင်နေကြတာပဲဖြစ်ပါတယ်။ရေတွေကလည်းတပြေးပြေးတက်လာကြသလိုသူတို့အချင်းချင်းကလည်းတယောက်နဲ့တယောက်စီလုံးမှုကိုစ조사နေကြပါရယ်။အဲဒီနောက်မှာတော့ကုန်းမရှိတဲ့နေရာကိုသွားဖို့ဆိုရင်ရေစီးတန်တဲ့နေရာကိုပြတ်သွားရမှာဖြစ်လို့တယောက်လည်းတယောက်ဆဲပြီးအတက်လို့ရင်းကနေနောက်ဆုံးမှာတော့သူတို့လိုချင်တဲ့နေရာကိုရောက်လာခဲ့ပါပြီ။နောက်ဆုံးမှာတော့ဂျက်ဆွန်ရဲ့အစီအစဉ်ကအောင်မြင်ခဲ့ပြီး လက်ချုပ်မယ်လို့စဉ်းစားပြီးမိုင်းသမားအလုံးအတက်မရှင်တော့ဘူးလို့အဆုံးဖြတ်တဲ့အချိန်မှာပဲမိုင်းသမားတယောက်ရဲ့ကွေးလေးကတွင်းလေးစီသွားပြီးရစ်တီရစ်တီလုံနေတာကိုတွေ့လာရပါတော့တယ်။ဒါကြောင့်တေကြပြန်တော့ထောက်ရွေးချိန်မှာတော့မိုင်းသမားရဲ့အတန်ကိုကြားလိုက်ရပြီးဂျက်ဆန်ကလည်းသူ့စီစဉ်ဟာအသုံးဝင်နေဆိုတာသိလိုက်ရပါတော့တယ်။မိုင်းသမားတွေရှိတဲ့နေရာကိုသိပြီဆိုရင်သူတို့ကိုကဲထုတ်ဖို့ကလည်းပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။ဂျက်ဆန်ရဲ့အစီအစဉ်အလုပ်ဖြစ်တာကိုမနာလို့တဲ့ဆန်ကလည်းကိုဘာတန်ကို ရွာရဲ့မိကပြောင်းနေပြီဒီလိုဆက်လုပ်နေရင်ရွာမြုပ်သွားလိမ့်မယ်ဆိုပြီးပေါက်ကရရီပြောတာကြောင့်ကိုပါနန်ကတော့စဉ်းစားနေခဲ့ပါပြီ။ဒါကြောင့်ဂျက်စပန်ကလည်းမြေကြီးကိုတိုင်းနာချက်တွေသူရတနာတွေကိုအသေးစိတ်ပြောပြပြီးပြန်ရှင်းနေတာကိုနားထောင်ကြည့်တဲ့အခါမှာတော့ဂျက်စပန်ရဲ့အစီအစဉ်ကိုသဘောကျပြီးလူသမျှပန့်ပိုးပေးဖို့စီစဉ်ခိုင်းလိုက်ပါရယ်။လူဆိုရာမျိုးကရှေ့တစ်မျိုး၊ကိုရာတစ်မျိုးဆိုတဲ့အတိုင်းကိုပါတန်ဟာလည်းအဲ့ဒီလိုလူသားမျိုးပါပဲ။ဂျက်စပန်ရဲ့အစီအစဉ်အထမြောက်အောင်မြင်ခဲ့ရင်သူပဲနာမည်ကောင်းဝေဟမဖြစ်လို့အသာတကြီးလှုပ်ခွင့်ပေးကြတာပဲဖြစ်ပါရယ်။ ရစွမ်းတယောက်အလုတ်ဒေတာများနေတာမိမပြည်သူကိုတော့နည်းနည်းလေးမှအလုတ်မပေးခဲ့ပါဘူး။စေကန်တော်လာတော့မှသူ့ရဲ့တပည့်တွေထည့်ပေးပြီးအသေးစိတ်ဂယူဆိုင်ပေးတတ်သူပဲဖြစ်ပါတယ်။သူမိမပြည်သူကလည်းယောက်ျားပေါ်နားလဲပေးတတ်သူတယောက်ဖြစ်ပြီးမိသားစုထဲမှာတခုခုပြစ်ပြီးဆိုတာနဲ့အရင်ဆုံးရောက်လာတဲ့သူဟာသူ့ယောက်ျားပဲဆိုပြီးဆရာဝန်မကိုပြန်ပြောပြခဲ့ပါတယ်။ဒေါက်တာအနေနဲ့ကတော့ကိုဝင်ဆောင်အမျိုးသမီးတယောက်ဟာဂျက်ဆွမ်ရဲ့စွန့်စားမှုကြောင့်အကြီးမားဆုံးယဉ်ကျေးမှု short တခုဖြစ်မှာပဲလို့တုံ့တက်ခဲ့ပေမယ့် NATO ကတော့သူ့ယောက်ျားလုံနိုင်မယ်ဆိုတာကိုစွမ်းကုန်ယုံကြည်နေခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူတို့ရဲ့အစီအစဉ်ကိုဆက်လုပ်ခဲ့ပြီးမြောက်ချင်းထဲမှာရှိနေတဲ့မိုင်းလုံသမားအလုံးကိုကယ်ဖို့ကြိုးစားရပါတယ်။အချိန်အားဖြင့်လည်း39နာရီများသာကြာပြီးအရန်ဒီကက်နေခဲ့ပါပြီ။ဒါကြောင့် Jazzman ကအကုန်လုံးကိုအားပေးပြီးမိသားစုစီကတရင်ကိုစောင့်နေကြတဲ့မိသားစုတွေကိုလည်းအိမ်ပြန်ပြီးဟင်းချက်ဖို့ပြောပြတာကြောင့်သူတို့အကုန်လုံးဝမ်းသာနေခဲ့ပါတယ်။အဲဒီနောက်မှာတော့ကျွန်တော်နာမည် Jazzman ပါနားထောင်ခင်ဗျားတို့အကုန်တတိရှိမှရမယ်။အားနာမှာခင်ဗျားတို့ကိုကယ်လို့ရမှာ။ခင်ဗျားတို့ချစ်တဲ့သူတွေလည်းပြန်တွေ့လို့ရမှာ။ အများတို့သာတံငွေထွက်တာကိုသတိထားကြရင်အခုချိန်မှာစိတ်တွေတဲမာနေလိမ့်မယ်။မုံတွေကလည်းပူပူနွေ့နွေ့ဆိုရင်ပူတွေနဲ့တောင်စားလို့ကောင်းတာခင်ဗျားတို့လည်းသိကြမှာပါ။ဒါကြောင့်ကျွန်တော်တို့ရဲ့လုံသားတွေကိုမုံတွေအဖြစ်မရောက်စေချင်ဘူးလို့ပြောပြီးသူတို့ကိုလုံလုံချုံချုံကယ်နိုင်ဖို့အတွက်နီလန်တွေကိုစီစဉ်ဆွဲပါရစေ။အဓိကကတော့တယောက်နဲ့တယောက်စီလုံးမှုဖြစ်ပြီးအချင်းချင်းစိတ်ခွန်အားပေးဖို့ပဲဖြစ်ပါရစေ။အခုဆိုရင်မိုင်းလုံသားအလုံးအသက်ရှင်လားအသက်မရှင်ဘူးလားဆိုတာတက်တဆင်းမိပြီ။သူတို့အလုံးအသက်ရှင်လျက်ရှိတယ်ဆိုတာကြောင့်မျော်လင့်ချက်ရောင်ကြီးအားလည်းပေါ်ထွက်လာခဲ့ပါပြီ။ ဒါကြောင့်ဆရာအူဂျိုဟာတယောက်ဂျက်ဆွမ်ကိုကျေးဇူးတင်နေခဲ့ပြီးမရှိနေလို့တော့ငါဆေးရရတယ်လို့ပြောလာခဲ့ပါတယ်။ညပိုင်းရောက်တဲ့အခါမှာတော့မိုင်းလူသားရီရဲ့မိသားစုဝင်တွေကိုရိုင်းချက်ပြုတ်ပေးတဲ့ဟင်းတွေထမင်းတွေကိုပို့ပေးခဲ့ပြီးအခုချိန်ကျမှသူတို့အားလုံးထမင်းစားရတာပဲဖြစ်ပါလိမ့်။မိုင်းလူသားရဲ့မမဘိုလာဆိုတဲ့လူတယောက်ကတော့သူတို့ဒီလိုပိတ်မိတာအကြောင်းသူများအကြောင်းလို့ပြစ်တင်နေခဲ့ပြီးမစားမတော့နေနေခဲ့သူတို့အကုန်လုံးကိုလည်းထိုင်ပြီးဒေါသထွက်နေခဲ့ပါတယ်။ တခါတလေကိုရီကြုံရတဲ့ပြဿနာအခက်အခဲတွေအားလုံးဟာဘသူကြောင့်မှမဟုတ်ပဲကိုပြူတဲ့ကံကသာကိုစီပြန်လာတာဆိုတဲ့ချက်ကိုတတိတရားနဲ့အမှတ်ထားတင်ပါရဗျာဒီလိုအချိန်မှမှသူများကိုပြည့်တင်မနေပဲပြဿနာတွေပြည်လည်သွားအောင်ဖြေရှင်းနိုင်လိုက်မယ်ဆိုရင်သူကိုယ်တိုင်တော်ရုံကိုပတ်ဝင်းညင်ကသူတွေအတွက်ပါပျော်ရွှင်မှုလေးတွေပေးစွမ်းနိုင်မှာမှန်ပဲဖြစ်ပါသည်ဒါကြောင့်အခုဆိုရင်ဘိုလာရဲ့လောရဲ့အကြောင်းမိုင်းသားတွေအားလုံးတက်တက်ကြွကြွရှိမနေပဲစိတ်ညစ်နေကြရပါပြီဒါပေမဲ့လေလူဆိုရာမျိုးကအပေါ်ယမသာခက်ထံမှာကြော်ရင်မှာကြော်ကြမယ် စိတ်တွင်းထဲမှာတားလဲမှုအဖြစ်ပေးနိုင်ပြီးသူ့အပေါ်ကောင်းပြီးတဲ့သူကိုလိုချင်ကြတာကတော့အမှန်ပါပဲဗျာဒီလိုနဲ့ပဲအချင်းချင်းပြန်လည်နှစ်သိမ့်ပေးကြရင်အဆင်ပြေသွားကြပါပြီအခုဆိုရင်အချိန်ကလည်း28နာရီသာကျွန်တော်တို့တယောက်ချင်းစီကိုဆွဲတင်မဲ့ပူတင်ဆက်ကလည်းရောက်လာခဲ့ပါပြီဒါပေမဲ့ဆိုရတစ်ချက်ကစံကိုကြိုးပြောထားခဲ့တဲ့ကရင်ကအချိန်မီမရပဲကဲဆယ်ရေးကိုဖျက်ဆီးနေတာကြောင့်အချိန်အားမကြတင်မဲ့ပုံနောက်ကြခဲ့ရပါတယ်ဒါကြောင့်ဘသူကမှစောင်းမနေပဲကရင်ကကိုသူတို့ကိုယ်တိုင်ရှာခဲ့ပြီးရလာတဲ့အချိန်မှာတော့ဂျက်ဆွန်တယောက်သူကိုယ်တိုင်မြေရောက်ကိုဆင်းပြီး မိုင်းလုံသားအလုံးကိုကယ်ဖို့လုပ်ခဲ့ပါရယ်။ကျဆွန်မြောက်ကိုရောက်သွားတဲ့အချိန်မှာတော့အချိန်ဟာ12နာရီကျော်ကျော်ပဲကျန်တော့တာအကြောင်းတွင်းထဲကိုကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေတွေရောက်လာမယ့်အချိန်ကလည်းတဖြည်းဖြည်းနီးလာခဲ့ပါပြီ။ဒါကြောင့်အစမ်းဝင်မိကယ်ဖို့လိုရှာတဲ့အချိန်မှာဘသူမှမလုပ်ရဲကြတာကြောင့်ကျဆွန်ကပဲမဲတော်ကိုတိုင်တယ်ပြီးမြောက်ကိုဆင်းဖို့စုံပြလိုက်ပါရယ်။အကိုရောက်တဲ့အချိန်မှာတော့တယောက်ချင်းစီကိုအပေါ်ကိုတင်ပြီးကဲမယ်လို့လို့တော့မိုင်းသားအားလုံးကတူထက်ငါအပြိုင်အပေါ်ကိုတက်ချင်နေကြပြီး အလို့ရဖြစ်နေတာအကြောင်းကိုဂျက်ဆွမ်ကိုရိုင်းတယောက်ချင်းစီကိုနံမတ်တွေပေးပြီးအလဲကြတစ်ခေါက်စီဆွဲတင်ပါရယ်တလက်စီအပေါ်ကိုတယောက်ပြီးတယောက်ဆွဲတင်နေတော့မှာပဲမီဒီယာသမားတွေအားလုံးကလည်းအဆက်မပြတ်သတင်းတွေယူနေကြပြီရုတ်တရက်တဝနာရောက်တဲ့အချိန်မှာတော့ကရင်ကချုပ်ရင်းချက်နည်းနည်းဖြစ်သွားရပါရယ်အခုဆိုရင်အချိန်ကလည်းတပြေးပြေးကလာတယ်လို့မြေရောက်မှလည်းရေတွေတပြေးပြေးတက်လာပြီးအသက်ရှူရကလာပါရယ်ဒါကြောင့်ဂျက်ဆွမ်ရဲ့ဇနီးလေးရောက်လာပြီးလာကြည့်ခဲ့တယ်လို့စိတ်ထဲမှာလည်းအသက်ကုန်ပူပန်နေခဲ့ပါရယ် ဒါပေမဲ့လည်းယောက်ျားဖြစ်သူပြန်လာမယ်ဆိုတဲ့ယုံကြည်မှုကလွန်ဆွဲနေတာကြောင့်ဘသူပါပြောပြောကယူမဆိုင်ပေးဓာတီးကိုစုပ်အန်ကိုချိန်ရင်းနဲ့သာတွင်းထဲကထွက်လာတဲ့သူတွေကိုငေးကြည့်နေကြပါလိမ့်။နောက်ဆုံး65ရောက်မြောက်ရောက်တဲ့အချိန်မှာတော့သူတို့တတ်မှတ်ထားတဲ့အချိန်ကလည်းလုံးဝကုန်သွားပြီဖြစ်သလိုမိုင်းတွင်းထဲမှာလည်းအောက်ဆီဂျင်တက်လုံးဝရှိမနေတော့ပါဘူး။ဒါကြောင့်နောက်ထပ်တစ်ချိန်ပြန်ချတဲ့အချိန်မှာတော့ဂျက်ဆွန်တယောက်မေးလဲနေကြပြီးအားလုံးကလည်းစိတ်ပူရင်းအော်ကော်နေကြပါလိမ့်။လူတယောက်ကကနာကိုတစ်ခုလုံးမလုံရှားနိုင်အောင်သူ့ရဲ့အတွေ့အကြုံကအလုံးလုံးနေတယ်ဆိုတာအကြောင်း ရသံတရားသူရဲ့အတွေ့အကြုံအားလုံးကိုပြန်မြင်အောင်ပြီးနောက်ဆုံးမှာတော့အရှိသမျှအားနဲ့ကုန်ယုံထကပြန်တက်လာနိုင်ခဲ့ပါပြီ။ရသံတရားမြေပြင်ပေါ်ရောက်တဲ့အချိန်ကျမှ Nash တို့လည်းသူရဲ့နေကအလုံးကြီးကြသွားကသူ့ယောက်ျားဖြစ်သူကိုဂုဏ်ယူနေခဲ့ပါရယ်။နောက်ဆုံးမှာတော့ဂျက်ဆွန်အားဘိုက်တာ65ယောက်လုံးကိုအသက်ရှင်လျက်နဲ့ကယ်တင်နိုင်ခဲ့တာဖြစ်ပြီးဘယ်သူမှမလုံနိုင်တဲ့စွန့်စားမှုမျိုးကိုလှုံ့ဆော်နိုင်ခဲ့တာကြောင့်အားလုံးရဲ့လေးစားဂုဏ်ပြုခြင်းကိုခံခဲ့ရပါရယ်။ဂျက်ဆွန်ရဲ့ကယ်တင်မှုဟာအိန္ဒိယနိုင်ငံထဲမှာအတိမကပဲ ကဘာတွန်းလုံးကပါအသေးမဲ့ပြုခဲ့ပြီးကဲတဲ့ခံရတဲ့မိုင်းလူသားတွေရဲ့မိသားစုဝင်တွေကလည်းဂျက်ဆွမ်ကိုနတ်ပြားတပါးလို့သာတတ်မှတ်ကြပြီးလူအများကလည်းကပ်ဆူဂိဖ်ဆိုပြီးပြောစမှတ်ပြုခဲ့ရပါတော့တယ်။ကိုအတွက်ကိုတော်မကြည့်ပဲအများပြည်သူအတွက်ဆိုရင်အမြဲတမ်းအစဉ်တင်ရှိနေတဲ့သူ့လိုလူမျိုးဟာတကယ်ပဲအများကြီးလေးစားကုန်ပြုခံလိုက်သူတဦးဖြစ်တယ်လို့ပြောရင်ဇလန်းလေးကိုစုံတက်လိုက်ပြရစီဗျာ။နောက်လည်းကြီးကြီးနဲ့ဇလန်းကောင်းလေးတွေရှိတယ်ဆိုရင်ကောမန့်လေးမှာပြောပြသွားကြဖို့တောင်းဆိုလိုက်ပြရစီဗျာ။ ။ဒါရပြောရှင်ရဲ့နေလေးကိုပိုင်ဆိုင်ကြပါစီဗျာ။